အများပြည်သူဆိုင်ရာနေရာတွေမှာဆဲဆိုရင်အရေးယူလို့ရပါသလားအားလုံးပဲမင်္ဂလာပါရှင်ဒီမှာကတော့ LB Group မြန်မာ Law Fan ကတရားလွတ်တော်ရှင်းလင်းပေါ်ထိုင်းစုဖြစ်ပါတယ်ကျမတို့ Law Fan အနေနဲ့အများပြည်သူတို့ ရာဇသက်ကြီးပုံမှာ294မှာဘလို့ပြဌာနာတလဲဆိုရင်မိသူမဆိုးအခြားသူများစိတ်ညိုညင်အောင်ကာကြီးအများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ညဉ့်ဉန်းသောပြုလုပ်မှုတစ်ခုခုကိုပြုလုပ်လျင်သို့မဟုတ်ခါခွေအများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေအနီးနားတွင်ဖြစ်စေညဉ့်ဉန်းသောတချင်းကြပြအလင်ကားစကားတမျိုးမျိုးကိုတီဆိုခြင်းရွတ်ဆိုခြင်းပြောဆိုခြင်းတစ်ခုခုပြုလျင်ထို့သူကို၃လအထိထောင်နဲ့တမျိုးမျိုးဖြစ်စေငွေ ငွေရန်ဖြစ်စေ၊ဒဏ္ဍာရီလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ ဒီပုံမှကရဲရဲပိုင်နဲ့ပုံမှဖြစ်တဲ့အတွက်ပြဿနာဖြစ်ပွားရာနေရာမှာရှိတဲ့ရဲစခန်းကိုတွားရောက်ပြီးတော့အမှုဖွင့်နိုင်တယ်လို့တရားဥပဒေမှာလည်းဥတိုက်လျှောက်ထားနိုင်ပါတယ်။ရဲရဲပိုင်နဲ့ပုံမှဖြစ်တဲ့အတွက်ဆွဆွဲခံရတဲ့သူကလာရောက်ဖြေရှင်းခြင်းမရှိရင်ဖမ်းရမ်းထုတ်ပြီးတော့ဖမ်းဆီးနိုင်မှာဖြစ်တယ်။ဒီပုံမှဟာအာမခံရရှိတဲ့ပုံမှဖြစ်တဲ့ကြေအေးခွင့်တော့မရှိပါဘူး။မိတိတရားသူကြီးမဆိုစစ်ဆေးစီရင်နိုင်ပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချွတ်ရမယ်ဆိုရင်တော့အများပြည်သူဆိုင် င်ရာနေရာတွေဖြစ်တဲ့ရက်ကွက်ဈေးပအဝင်းကျင်မှာ အခြားသူနဲ့အနီးအနားမှာရှိတဲ့လူတွေကိုစိတ်ညိုညင်အောင်ဆဲဆိုခြင်းညဉ့်ဉန်းသောပြုလုပ်မှုတစ်ခုခုကိုပြုလုပ်မယ်ဆိုရင်တော့ရာဇသက်ကြီးပုံမှာ294အရာအရေးယူခံရမှာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာကျွန်မသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။